ဲ့ဒုက္ခတွေအများကြီးတက်တာသေးတယ်ပေါ့အဲ့တော့သူတို့ဘဝနဲ့နှိုင်းရှင်ရှိမယ်ဆိုလို့ရှိရင်လူဘဝသည်မနုဿတ္တဘာဝတော်လို့ပေါ့အလွန်ရခဲ့တဲ့ဘဝတစ်ခုဆိုတာကိုယ်ဘဝလေးကိုတံပိုးထတတ်ဖို့လိုတယ်အကယ်၍ကာမဂုဏ်အာယုန်တွေပေါ်မှာပျော်လို့ပါလို့လောဘနဲ့အချိန်ကုန်မဲ့ဒေါသနဲ့အချိန်ကုန်မဲ့ဘာမှလုံးတဲ့မလုံးတဲ့ဆိုတာတွေမသိပဲနဲ့ တွေ့เสียအာယုံနဲ့ပြောနေတဲ့မောဟနဲ့အချိန်ကုန်ပဲဆိုလို့ရှိရင်ခုနကတရိစ္ဆာန်ဘဝနဲ့ဘာမှသိပြီးကြွားချမှာမဟုတ်တော့ဘူးနော်။ဒါကြောင့်မို့လူဘဝရလာတဲ့အခါမှာလူဖြစ်ချိုးနပ်ပါစေတဲ့လူဘဝလူဖြစ်ချိုးနပ်ဖို့မတန်မှအရေးကြီး။ကဲလူဘဝရလာတယ်ဆိုတာဘယ်ပုံရလာတော့ဘယ်ပုံရလာတာတော့လို့ကြည့်လို့ရှိရင် လူဖြစ်ပုံလူဖြစ်နည်းကိုမြတ်စွာဘုရားကတန်ယုံပါဠိတော်မှာဟောထားတာရှိတယ်။အိန္ဒကလို့အမည်ရတဲ့ဘလူကြီးတကောင်ကနေပြီးတော့အတိတ်ဘဝကဝိညာဉ်ကလေးကဝင်စားပြီးလူဖြစ်လာတယ်ဆိုတဲ့အယူအဆတတဝါဆိုတာဘယ်လိုဖြစ်လာသလဲလူဆိုတာဘယ်လိုဖြစ်လာသလဲဆိုတဲ့အယူအဆတရားကိုမြတ်စွာဘုရားက သာဝရခိုင်မြဲတဲ့ဝိညာဉ်ကောင်းဆိုတာမရှိဘူးအတိတ်ဘဝကသုတေစိတ်ကျသွားတာနဲ့တကြိုင်နဲ့ကံကြောင်းမို့လို့ပရိသေစိတ်ပေါ်လာတာပရိသေစိတ်ပေါ်လာပြီးတဲ့နောက်မှာယုတ်တိဏ္ဍီအတူတဝဖြစ်လာတဲ့အခြေခံယုတ်နဲ့အခြေခံနံကိုကြောင်းပြုပြီးတော့တဖြည်းဖြည်းတိုးပွားလာတယ်လို့ရသော်ပြားကအဲ့ဒီတုတ်တံမှာပထမံကလလဟောတိ ကလလဟောတိအဘုဒ္ဒဆိုအလုံးကြားဘူးတယ်ကလလရေကြီးဆိုတယ်မိခင်ဝန်နဲ့နော်ဒါလူသားတွေရဲ့ရေပုံရကိုပြောတာမိခင်ဝန်ကမွေးဖွားလာတဲ့လူသားတွေရဲ့ဘဝအစဒီဘဝအစကလလရေကြီးမှတရေတီးလာအဲ့တော့ကလလရေကြီးဆိုတာဘာနဲ့တိဆောက်ထားတာရောလို့ပြောမယ်ဆိုလို့ရှိရင်ဟုတ်လားစပန်လို့အိုဗန်လို့ခေါ်တယ် မိဘနှစ်ပါးရဲ့တုတ်သွေးနဲ့ပေါက်ဆက်သွားတဲ့အခါကျတော့အဲ့ဒါလေးကကလလရည်ကြီးဖြစ်လူရဲ့တရေတီးရဆိုအပ်လို့မျိုးစိတ်လေးတစ်ခုဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါက်ဆက်ထားတဲ့အပေါ်မှာပေါက်လို့ရအေးဘဝတန်နေရာမှာလဲရှင်ပြီးနေကြတဲ့တ attva တွေလူဖြစ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ span ဆိုတာရဲ့ over ဆိုတာရဲ့နှစ်ခုပေါက်လိုက်ခုခေတ်သိပ္ပံကတော့ American Science ကဘယ်လိုပြောတော့ဆိုလို့ရှိရင် စပန်လို့ဆိုတဲ့ဟာတွေကသူတို့ကတော့သက်ရှိတတ္တဝါပုံစံမျိုးပြောတယ်ပေါ့ပြည့်ပြီးတော့ဝင်ရတယ်တဲ့တန်ပေါင်းများစွာအဲ့ဒီထက်ကတကောင်နှကောင်ပဲအသက်ရှင်တယ်လို့သူတို့ပြောဒီသူတို့ကတော့ပိုးလို့ပြောတယ်ပေါ့နော်ဖခင်ရဲ့သုတ်ပိုးလေးတွေကတရီတရမဲ့အချိန်ကိုသူတို့အလူရဲ့အဲ့ဒီထက်မှပြေးဝင်ရတယ် ဲ့တော့ဘုရားမြတ်စွာရဲ့ဒေသနာတော်ကတော့အဲ့ဒါလုံမဟုတ်ဘူးမိဘရဲ့ span နဲ့ oven နှစ်ခုတွဲသွားတာလေကဒါမြေသဘောလေးဖြစ်လာတယ်အဲ့ဒီပေါ်မှာအတိတ်ဘဝကသုတေစိတ်ကြလာလို့ကံပြစ်ချတဲ့ကံတပ်ပလို့ခေါ်ရပေါ့လေ ်တရေယူတော့မဲ့တရေယူတော့မဲ့ပုဂ္ဂိုလ်ဆိုတာဘယ်အပုဂ္ဂိုလ်လဲလို့ဆိုရင် ခုဘွားကသုတိစိတ်ကြတဲ့ပုဂ္ဂိုလ်တဘွားဘွားမှာသုတိစိတ်ကြ။ဘာဖြစ်လို့လဲဆိုရင်စက္ကအတွင်းမှာတန်ပေါင်းများစွာသောတ ত্ত্ব ဝါတွေသိနေတာ။အဲ့တော့ဗာနဲ့ဥပမာတူလို့ဆိုလို့ရှိရင် ကောင်းငင်ကမိုးပေါက်တွေကြနေတယ်လို့ပဲ။သိနေတဲ့တ ত্ত্ব ဝါတွေရဲ့တ ত্ত্ব ဝါတွေကဖြစ်ဖို့ရအစင်းနဲ့ဖြစ်နေကြတယ်နော်။သိလိုက်တာနဲ့တပြိုင်နက်တည်းတောင်ရှောက်ဖြစ်မှာ။ ဝိညာဉ်စိတ်လေးတွေအနေနဲ့ဒါမြန်မာကြီးလားလို့မအောင်မေ့နဲ့ရန်ကုန်ကနေပြီးတော့တယ်လီဗီရှင်းတွေ့လာပရိယာကနေဖိုင်ချက်ချင်းရတယ်မဟုတ်လားအေးအဲ့ဒီပုံစံပဲဘယ်ဘဝကသေးလာလားဘယ်ဘဝကသေးသေးကံရဲ့စွမ်းအားကြောင့်ခုနကပြောတဲ့ကလနဆိုတဲ့အထဲမှာလာပြီးတော့တတိခါကြမှာပဲအကုန်လုံးဒုမုတ်တူရောက်လာမှာပဲနော်